စားစာဆိုတာလူသားတိုင်းရဲ့တဲကြေကြိုက်ဖြစ်ပြီးအရသာရှိတဲ့ထူးခြားဆန်းပြတဲ့အစားအသောက်တွေကြိုက်တဲ့သူတွေအတွက်မြန်မာနိုင်ငံရဲ့ပထမဆုံးအွန်လိုင်းစားသောက်ဆိုင်လမ်းညွန်ဖြစ် Mylan ကအကြီးမားဆုံး Food Fair ကို January 24ရက်ကျရင်ပြည်သူရင်မြင်မှာကျင်းပပါတော့မယ်။ဆိုင်ကမ်းပေါင်းတရာကျော်ပါဝင်ပြီးအမျိုးအစားစုံလင်လာတဲ့အစားအသောက်ပွဲတော်မှာဖြူဖြူကျော်သိန်း၊ချမ်းချမ်း၊ Adi ၊ညံလင်းအောင်တို့ရဲ့ဖျော်ပြမှုနဲ့အတူ Uranium အကောက်အဖွဲ့ကလည်းမြန်မြန်ဆိုင်ဆိုင်တင်ဆက်ကြမှာပါ။ နှစ်ရက်ကြာကျင်းပမဲ့ဒီပွဲတော်မှာခင်လိုင်းနဲ့ဒိန်းတောင်တို့ရဲ့တင်ဆက်မှုနဲ့အတူကန်ဆတ်မဲ့အဖြစ် Honda Fit 30, Samsung Note 40လုံး Huawei SM Mate 7 10လုံးအပြင်အခြားစုမဲတွေလည်းမဲဖောက်ပေးမှာမို့လက်မှတ်ရောင်းရငွေရဲ့ဆေးရခိုင်နှုန်းကိုမိဘမဲ့နဲ့တက်ကြီးရွယ်အိုတွေကိုလှူဒန်းသွားမယ်လို့ဆိုပါတယ်။ Food Fair ကျင်းပရတာကစားတောက်ဆိုင်တွေနဲ့စားသုံးသူတွေကြားပျော်ရွှင်မှုနဲ့အထူးတွေ့ရှိစေဖို့စားတောက်ပွဲတော်မှာအားလုံးပျော်ပျော်ပါပါစားတောက်နိုင်ဖို့အခုလိုစီစဉ်တာလို့ မိုင်လန်ရဲ့ brand ambassador အောင်မင်းခန့်ကဆိုပါတယ်စားဖို့ကြီးတသက်မဟုတ်ဘဲဘဝအမောတွေပြည်စီမဲ့ဖြောပြမှုတွေလည်းပါတယ်လို့ပြောပါတယ်ကျွန်တော်တို့ D food fair ကိုကျင်းပတဲ့ရည်ရွယ်ချက်ကတော့ ဒီ restaurant နေနဲ့ပြီးတော့ဒီစားသုံးစုတွေရဲ့အကြားမှာတော်ရှင်းမှုလေးပြီးတော့အထီးတူလေးတစ်ခုရတော့ဒီပေါ်ရုပ်ကျင်းပါခြင်းဖြစ်ပါတယ်ပေါ့နော်အခုဒီဒီစားသုံးစုတွေလာတဲ့ခါကျရင်လည်းကျွန်တော်တို့ကစားတော့ကြီးပဲတစ်ခုပဲမဟုတ်ဘူးပေါ့နော်ပွင့်လို့ကိုတင်းကြောင်လို့ခင်လိုင်လို့ကနေပြီးတော့ stage ဆင်ပေါ်မှာတို့ကပရိသတ်တွေကို presentation လုပ်ပြီးပေါ့နော်တစ်ခုခုပျော်ရွှင်အောင်ပေါ့ပြီးတော့ကျွန်တော်တို့နိုင်ငံကျော်တင်းတန့်ရှင်နေလည်းဒီပွဲမှာပါဝင်ပြီးဖြည့်ဆွတ်ပေးထားပါတယ်ခင်လိုင်ဒိန်းတောင်တို့နဲ့အတူအစီအစဉ်တင်ဆက်သူဖြစ်ကမ်းလန်းလို့ပါဝင်လာတဲ့တရုတ်ဆောင်ပွင့်ကကိုယ်တိုင်လေးအစားအစာကိုဝါသနာပါပြီး ျော်ပျော်ပေါပလက်ခံခဲ့တယ်လို့ဆိုပါတယ်။အစာလဲစစ်ဆေးလဲအစာဆိုသလိုတင့်တင့်အောင်စားရင်ကျန်းမာရေးလဲအထောက်အကူပြုတာမို့ပွဲတော်ကိုလာကြဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ အစားတော့စာလူနဲ့တက်ပါတယ်လို့မဟုတ်လဲဆိုအစားလေးစီစီလေးစာဆိုဒီနေရာလေးမှာတော့ဒီကျမမဒီ food fair လေးကိုလာခြင်းအဖြစ်အာအစားတော့ဘောင်းစုံလေးတွေ့ရမယ်အော်ကျမရေးတွေ့ရဆေးတလက်ပေါ့နော်ဆေးမိဝဲနေတယ်လို့ရအစားတော့ဒီလေကိုယ့်ရဲ့ကျမကြီးနဲ့တင်းတင်းလျှောက်ပါစားတက်တယ်ဆိုလို့ရှိတာကိုယ့်အတွက်ကျမကြီးပူပေါင်းစီအားအဲဒါကြောင့်လို့မရေးဒီဒီမနိုင်မှာအကြီးဆုံးဖြစ်တဲ့ဒီ food fair ပွဲလေးကိုလည်းဓာပြီးတော့အားပေးပါလို့မရေးကိုခင်လိုင်းရေကိုဒိန်းတော်ရေကနေပြီးတော့ပြိုင်သက်ကြီးကိုကြိုဆိုနေပါမယ်လို့မရေးနဲ့ဘလို့ idea စမ်းလေးနဲ့ဘလို့ present လုပ်သွားမလဲဒီပွဲလေးကိုဘလို့သွားမလဲဆိုတော့ပြိုင်သက်ကိုအတူတူဖြတ်တန်းစီခြင်းပါတယ်အတူတူပျော်ရွှင်ခံ စားစီခြင်းမရဟုတ်ဖူဖဲအတွက်ပြည်သူရင်ပြင်ဝင်ခွင့်အခမဲ့သတ်မှတ်ထားပြီးတရုတ်ဆောင်ခင်လိုင်ကပြည်သက်ကြလူသိများတဲ့ဂေးရုရဲ့မာယာဇာကားတွေကဇက်ရုပ်တိုင်းပြင်ဆင်ပြီးတင်ဆက်မှာဖြစ်ပါတယ်မုံမျိုးစုံပါဝင်ဖို့မျှော်လင့်ထားသလိုခချင်းပြည်နယ်ကကျုပ်ကစောညောင်မြကကြာစံနဲ့လုတ်တဲ့ကျုပ်မယွေးလို့မုံမျိုးရောင်းမယ်ဆိုရင်မိမဝတ်ကြီးနဲ့သွားစားမှာပါလို့ခင်လိုင်ကပြောပါတယ်ဒီဘွဲမှာထူကြတာဝင်လိုက်ပေါက်ထားတဲ့ဇက်ကားတွေက ဂီရုရဲ့မှာဇလန်နဲ့အဲဇက်ရုပ်ပုံစံမျိုးနဲ့လုပ်ပေးပါလို့ပြောတာ။သူတို့ကအထူးကြားလေးလုပ်ချင်တယ်ဆိုတော့ဥလန်နဲ့အထူးကြားလေးဖြစ်အောင်လုပ်ပေးတာပါ။ဒါတော့ဥလန်တို့ပြောရမယ်ဆိုလို့ရှိရင်တော့တာရဒီကကမုံစီရောင်ပွဲတော့ဆိုတော့မုံမျိုးစုံအမဲစုံလာမယ်လို့တော့မျှော်လင့်ထားတာပဲ။တကယ်လို့မြန်အဲ့ဥနာဥလန်အရင်ကြိုက်တဲ့ကျဲဥကစုံမြန်တွေ့ခဲ့မယ်ဆိုရင်တော့ဥလန်ကခုနမိမဝက်ဆိုက်နဲ့ကိုသွားပြီးပြေးစားမိမဲ့သဘောရှိပါတယ်။